ဆောင်းလျှောက်ရင်ကိုယ့်ကိုယ်ကိုမဆောင်းလျှောက်တတ်ဘူးဆိုရင်မျက်စိနဲ့အမြင်အာယုံပေါ်မှာ လောဘဖြစ်တယ်။အဲ့ဒီလောဘကို မထိန်းလိုက်ဘူးဆိုရင်လောဘကနောက်ဆုံးမှာအပင်ငရဲကြစေနိုင်လောက်အောင်ကြီးထွားသွားနိုင်တယ်။ဒေါသဖြစ်တယ်ဒေါသကိုမထိန်းသိမ်းဘူးမဆောင်းလျှောက်ဘူးဆိုရင်ဒီမလျှော့ချနိုင်ဘူးဆိုရင် အပင်ငရဲကိုကြစေလောက်အောင်ကြီးထွားပြီးတော့သွားရတယ်တဲ့။ဒါကြောင့်မို့လို့ အမြင်အာယုံနဲ့ပတ်သက်ပြီးတော့လည်းပဲလောဘဒေါသမဖြစ်အောင်အကြအာယုံနဲ့ပတ်သက်ပြီးတော့လည်းလောဘဒေါသမဖြစ်အောင် အနအာယုံအရသာအာယုံအထိတွေ့အာယုံစိတ်ထဲကကြံတွေးတဲ့အာယုံတွေနဲ့ပတ်သက်ပြီးတော့လည်းလောဘဒေါသမဖြစ်အောင်စောင့်ရှောက်တာကိုယ့်ကိုယ်စောင့်ရှောက်တယ်လို့ပြောတယ်အဲဒီလိုကိုယ့်ကိုယ်စောင့်ရှောက်တယ်ဆိုတဲ့နေရာမှာအရေးကြီးတာကတော့တတိနဲ့တံစင်ညာလို့ တတိယပညာရဲ့ဒီနှစ်ခုကအရေးပါတို့တော့အဲ့ဒီနှစ်ခုအလုံးလို့အောင်တွန်းအားပေးဖို့ဆိုရဲဝီရိယမပါပဲလည်းမရအလုံးကြားဘူးကြတယ်တမ္ပပဒံတရား၄ပါးလို့ဆိုတာအလုံးကြားဘူးထားကြတယ်တမ္ပပဒံတရား၄ပါးဆိုတာဘာလဲလို့ဆိုရင်ကုသဏမှာအကုသို့မဖြစ်ရအောင်ဆောင်စည်းတာ ဆုတ်ပိတ်တာနံပါတ်၄ကကိုယ့်ကိုယ်ကိုယ်စိတ်ထဲမှာအကုသိုလ်ဖြစ်မလာအောင်ဆုတ်ပိတ်ပြီးတော့ထားရမယ်မတော်တဆဖြစ်လာလို့ရှိရင်ထိုအကုသိုလ်တရားကိုကြာကြာလက်ခံမထားဘဲနဲ့ဖယ်ရှားပြစ်နိုင်အောင်ကြိုးစားရမယ်အဲ့ဒီကြိုးစားမှုနှစ်ခုဘယ်သူရဲ့အကူအညီနဲ့ကြိုးစားရမလဲဆိုရင်တတိနဲ့တမ္ပဇိညာ တတိကအမှတ်ထားသဖြင့်ဖြစ်ပေါ်လာတဲ့သဘာဝတရားဖြစ်လာပြီဆိုတာသိရဆင်ញင်ညာကနေပြီးတော့ဘယ်လိုစောင့်ရှောက်ရမလဲဆိုတဲ့စောင့်ရှောက်ရမယ်နီလန်းဆင်ញင်သုံးသပ်ရမယ်နီလန်းတွေကိုပညာသိလာအဲ့ဒါလို့သိလာအောင်ဝိရိယနဲ့ကြိုးစားပြီးတော့ပေးတယ်လို့ဒီလိုဆုံးလို့တာပေါ့ဒါကတကယ်စဉ်းစားကြည့်ရင်ဘုန်းကြီးတို့တွေရဲ့ဘဝဟာဘာနဲ့တူတယ်လဲလို့ဆိုလို့ရှိရင် လူရဲ့ခန္ဓာကိုယ်ကြီးဟာအိမ်တလုံးနဲ့အလားတရံတူတယ်လို့ပြောရမှာပဲအိမ်မှာအိမ်တလုံးမှာဝင်ပေါက်ထွက်ပေါက်တွေရှိတယ်လို့ပဲလူရဲ့ခန္ဓာကိုယ်ထဲမှာအာယုန်တွေရဲ့ဝင်ပေါက်တွေဟာ6ပေါက်တောင်မှရှိတယ်ပေါ့မျက်စိကအဆင်းအာယုန်တွေနားကအသံအာယုန်တွေနှာခေါင်းကအနံ့အာယုန်တွေလျှာက အရသာအာယုန်နေခန္ဓာကိုယ်ကအထီးတွေ့အာယုန်နေမနောဒရလို့ခေါ်တဲ့စိတ်ကအတွေ့အကြံအာယုန်နေတဲ့ဟောဒီအာယုန်နေဟာလူရဲ့တဏ္ဍမှာမပြတ်ဝင်ပြီးတော့လာနေတယ်အဲ့ဒါလို့မပြတ်ဝင်နေတဲ့အချိန်မှာမြတ်စွာဘုရားဟောတာကဒွါရ6ပါးကိုလုံဆုံးစွာ ထိမ့်သိမ်းဆောက်ရှောက်အောင်လုံကြုံစေရမယ် ပါဠိလိုပြောတော့ဣန္ဒရိယေတုဂုတ္တ द्वार ောမျက်စိနန္ဒလျာကိုစိတ်ဒီ6မျိုးကိုဣန္ဒရေလို့ခေါ်တယ်ဣန္ဒရိယဘာဖြစ်လို့ဣန္ဒရေလို့ခေါ်လဲဆိုရင်ဆိုင်ရာဆိုင်ရာကိစ္စတွေမှာ အုပ်ဆိုးထားနိုင်လို့ဣန္ဒရေလို့ခေါ်တာမျက်စိကအမြင်ကိစ္စမှာအုပ်ဆိုးထားတယ်နားကအတန်ကိစ္စအကြားကိစ္စမှာအုပ်ဆိုးထားတယ်နှာခေါင်းကအနံ့ကိစ္စမှာအုပ်ဆိုးတယ် လျာကအရာတာကိစ္စမှာအုပ်ဆိုးတယ်ခန္ဓာကိုယ်ကအထိတွေ့ကိစ္စမှာအုပ်ဆိုးတယ်စိတ်ကအတိကိစ္စမှာအုပ်ဆိုးတယ်လို့ဆံရဆံရကိစ္စတွေမှာနှောမှုချုပ်ကင်ထားနိုင်တဲ့ဒီမျက်စိနန္ဒလျာကိုစိတ်ဆိုတဲ့6မျိုးကိုအိန္ဒြေ6ပါးလို့ခေါ်တာအဲ့ဒီအိန္ဒြေ6ပါးကိုလုံးယုံမစေဆိုတာဘာကိုပြောတာလဲအေးတချို့အဆုံးမတွေကြတော့ အင်းဒီ၆ပါးလုံစုံစီဆိုတာတခြားပြောတာမျက်စိမှိတ်ထားရမယ်။နော်မကြည့်ရဘူး။နားမထောင်ရဘူး။အနားမရှူရဘူးဆိုတာဒီလိုဆိုလိုတာမဟုတ်ဘူးတဲ့။နော်မျက်စိကဝင်လာတဲ့အာယုံပေါ်မှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မျက်စိဆိုတာကြည့်ဖို့ပဲကြည့်ဖို့ဆိုတော့မျက်